စ်သူရေးစားဖို့ကိုသိစားမရှိတဲ့အပြင်လူကျင့်ဝင်မသိတဲ့ညီဖြစ်သူကြောင့်ဂုံတိတ်ခါကြဆင်းနေရတဲ့ပိုင်တကုံပရိသတ်များလုံးမင်္ဂလာပါရှင်ဆက်လင် insider page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်လူရီရဲ့လက်ချောင်းတွေဟာတချောင်းနဲ့တချောင်းအတူရှိမညီသလိုလူတယောက်နဲ့တယောက်ကလည်းအချင်းစာရိတ်တာစရိုက်တွေကမတူညီကြပါဘူးအခုကမှတအူရုံစင်းကြီးကိုဖြစ်ပေမဲ့သူနဲ့နေနေမှမတူတဲ့ရှင်ဖုံးပြည့်ရဲ့စိတ်ဓာတ်နဲ့အချင်းစရိုက်တွေကြောင့်အဆက်ကွဲနေရတာကတော့နိုင်ငံကျော်မော်ဒယ်နဲ့တရုတ်ဆောင်ပိုက်တကောမှာ အခုဆိုရင်ရှင်ဖုံးပြေကရေးစားစီကချူစားပြီးတော့နောက်ထပ်မိမတွေနဲ့ဖောက်ပြန်လို့အဆက်တိတ်ကပြန်ပြန်꿰နေရတာဖြစ်ပါတယ်။ဒီလိုမျိုးပိုင်ဒီကုံရဲ့ညီရှင်ဖုံးပြေအကျဉ်းစရိုက်တွေကိုဖွင့်ချလာသူကတော့ရှင်ဖုံးပြေနဲ့အတူနေချစ်သူမခင်မင်ခဖြစ်ပါတယ်။မခင်မင်ခကတော့သူမကပိုင်ဒီကုံရဲ့ညီရှင်ဖုံးပြေကိုမိဘဆွေမျိုးအတိုင်းဝိုင်းတွေအားလုံးဝိုင်းတားနေကြတဲ့ကနေအချစ်တကူကိုယုံစားပြီးတော့လက်တွဲခဲ့ပေမဲ့လည်းရှင်ဖုံးပြေရဲ့မကောင်းတဲ့အကျဉ်းစရိုက်ဆိုးကျိုးတံတွေကိုခံစားနေရပြီဖြစ်ကြောင်းငိုယိုရင်ဖွင့်လာခဲ့ပါတယ်။ ခင်မင်းခါရဲ့အဆိုအရပိုင်းတကုံရဲ့ညီရှင်ဖုံးပြေးဟာမိသားစုနဲ့အဆင်မပြေဖြစ်ပြီးတော့တပြားတစ်မှမပါဘဲဆင်းလာကြောင်းဒါကြောင့်လည်းချစ်သူခင်မင်းခါကပိုင်းတကုံရဲ့ညီရှင်ဖုံးပြေးနေဖို့အတွက်တိုက်ခန်းပွဲစားကစပေါ်အပါဝင်တစ်နှစ်လောက်ငှားပေးခဲ့ကြောင်းဒါအပြင်တယောက်တည်းမအေးရဘူးလို့ဆိုရင်လည်းသူမကိုယ်တိုင်ရှင်ဖုံးပြေးနဲ့တစ်နှစ်ကျော်လောက်အတူတူတည်းရာထဲမှာအိတ်ခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်ပိုင်းတကုံရဲ့ညီရှင်ဖုံးပြေးစားဖို့တောက်ဖို့တုံးဖို့ဆွဲဖို့ငွေတွေကိုလည်းထုတ်ပေးခဲ့တယ်လို့သိရပါတယ်ဒါမှလည်းပိုင်းတကုံရဲ့ညီရှင်ဖုံးပြေးဟာအခုခါမှာ မခင်မင်ခပေးတဲ့အိမ်မှာနေကျွေးရာစားပြီးတော့တခြားမင်းကလေးတွေအများကြီးနဲ့ဖောက်ပြန်နေခဲ့တယ်လို့ဆိုပါတယ်။ရှင်ဘုံပြေဒီလိုဖောက်ပြန်တဲ့တပ်တွေတွေကိုလည်းအများကြီးမှတ်တမ်းတင်ထားတယ်လို့ဆိုပါတယ်။ဒါအပြင် ရှင်ဘုံပြေကသူ့ဖောက်ပြန်တာတွေကိုမိသွားတဲ့အခါမှာရိုင်းပြစွာနဲ့တုံ့ပြန်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်မခင်မင်ခကရှင်ဘုံပြေစီကရစရာရှိတဲ့အကျွေးတွေကိုတောင်းပေမဲ့မပေးဘူးလို့ပြောခဲ့တာပါ။ပရိသတ်တွေကတော့အကိုဖြစ်သူပိုင်နဂွန်ကနူးညံ့တိမ်မွေးပြီးစိတ်ထားကောင်းမွန်ပြီးတော့ချစ်သူမင်းကလေးကိုသစ္စာရှိသလောက်ညီဖြစ်သူရှင်ဘုံပြေက သစ္စာမရှိလို့လူပြောများနေပါတယ်။ရှင်ဘုံပြည်အကိုပိုင်တကွန်ဆိုတာကတော့မြန်မာပြည်သက်တွေတင်မှာကနိုင်ငံတကာကပြည်သက်တွေပါလေးစားအားကြရတဲ့နာမည်ကြီးမော်ဒယ်နေတယုံဆောင်မင်းသားတယောက်ဖြစ်ပါတယ်။ပိုင်တကွန်တယောက်ဒီလိုအောင်မြင်မှုရတာကသူ့ရဲ့စိတ်ထားလေးနဲ့အတူအပြုတ်မှုအချင်းစီရဲ့လေးကြောင့်လို့ဆိုရမှာပါ။ပိုင်နဂွန်ကအားလုံးသိကြတဲ့အတိုင်းနူးညံ့တဲ့စိတ်ထားလေးနဲ့အတူပရိုက်တာအလုပ်တွေအလူအတန်းတွေနဲ့ပျော်မွေးတတ်သူလေးဖြစ်ပါတယ်။နောက်ထပ်ပိုင်နဂွန်ကိုပရိသတ်တွေသဘောကျကြတဲ့အချက်ကတော့ချစ်သူမိန်းကလေးပေါ်ကိုသစ္စာရှိလိုပါ။ အားလုံးသိကြတဲ့အတိုင်းပိုင်းတကွန်ကသူဒိတ်ဒိတ်ကျဲမင်းသားမအောင်မြင်ခင်ကတည်းကတွဲခဲ့တဲ့ချစ်သူကောင်မလေးလေးများဖြူကုန်အောင်မြင်လာတဲ့အချိန်မှာလည်းသစ္စာရှိရှိဆက်တွဲပြီးတော့မကြသေးခင်ကာလတုန်းကအမျက်တနိုးလက်ထက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေအများစုကပိုင်းတကွန်ရဲ့သစ္စာတရားမြတ်တာတရားကြီးမားပုံတွေကိုအားလုံးကအသိအမှတ်ပြုကြတာပါ။ ဒါပေမဲ့ပိုင်နဂွန်ရဲ့ညီရှင်ဖုံးပြေးကတော့ဒီလိုမဟုတ်ပါဘူး။ပိုင်နဂွန်ရဲ့ညီရှင်ဖုံးပြေးဟာအကိုဖြစ်သူနဲ့ရုပ်ချင်းဆင်ပေမဲ့ဇယိုက်စိတ်တဲ့နဲ့အမှုအကျင့်တွေကတော့ပိုင်နဂွန်နဲ့တဇက်လေးမှမတူတာဖြစ်ပါတယ်။ဒါကြောင့်ငခုံးမတကောင်ကြောင့်တလေလုံးပုတ်ဆိုသလိုတသက်လုံးကုန်တရင်မွေးပြန်ခဲ့တဲ့ပိုင်နဂွန်တယောက်ညီဖြစ်သူကြောင့်အဆက်ခွဲနေရပါတယ်။ပရိသတ်တွေကရောသူနဲ့အချင်းစာရိတာမတူတဲ့ရှင်ဖုံးပြေးကြောင့်ဂုံတိတ်ခါကြဆင်းနေရတဲ့ပိုင်နဂွန်ပေါ်မှာမိမိတို့ရဲ့အမြင်တွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။